ိုင်းမြန်မာနယ်စပ်ကရင်ပြည်ဘက်ကဒီသေဘောဘူးစခန်းကိုစစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းရှင်းလင်းခံလိုက်ရပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်80ကျော်ပါတယ်စစ်ကြောင်းကနေစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်30ကျော်ကိုကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကအရှင်ဖတ်မိထားတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်မေလ28ရက်နေ့မနေ့ကသေဘောဘူးစခန်းကိုစစ်ကူလာတဲ့စစ်ကြောင်းဟာဆိုရင် DKBA ဌာနချုပ်နာကဒီ စုံစည်းမြိုင်နားမှာရောက်လာတဲ့အခါမှာ KNL ပူပေါင်းတပ်ဖွဲ့တွေရဲ့ပိတ်ဆို့တိုက်ခိုက်တာကိုခံခဲ့ရတာဖြစ်ပါတယ်။ ဲ့ဒီစစ်ကြောင်းနဲ့ KNL ပူပေါင်းတပ်တို့ဟာဒီနေ့မနက်ပိုင်းအချိန်ထိတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်30ကျော်ကိုအရှင်ဖမ်းမိထားပါတယ်။နောက်ပြီးတော့လက်နက်ခဲယမ်းတွေလည်းသိမ်းယူနိုင်ခဲ့တဲ့အပြင်တပ်ဖွဲ့ဝင်အများအပြားလည်းသေဆုံးခဲ့ပါတယ်။ဆိုတော့အခုဆိုလို့ရှိရင်ဒီစစ်ကြောင်းတစ်ကြားလုံးကပြတ်သွားပြီလို့မြေပြင်သတင်းအရင်းအမြစ်တွေကဆိုပါတယ်။ဒီတိုက်ပွဲတွေကြောင်းစုံစည်းမြိုင်လေးဝော်နဲ့တေဘောဘိုးကဒေသခံပြည်သူတွေကတော့ထိုင်းနိုင်ငံဘတ်ချန်ကိုစစ်ပေးရှောင်နေကြပါတယ်။